တေတဲ့လူဆိုတေနေပြီဆရာတော့ကို့ဘာကိုစိတ်ထိန်တာလို့အောင်ငါလုပ်တရားတွေရှိသေးတယ်မင်းနဲ့တွေ့ရအောင်မယ်ဘင်းနဲ့တွေ့ရအောင်မိသားစုနဲ့တွေ့ရအောင်ငါတေလို့မဖြစ်ဘူးဆိုရယ်စိတ်ထိန်ထားလို့ဒါအသက်ရှူကလူကမမှန်တော့ဘူးမမှန်တော့ဘူးဟိုဘာမှမသိတော့ဘူးလေပုံမှန်ဖြစ်နေတယ်ကို့ဘာတတိလက်လွတ်နေတဲ့အချိန်တွေဖြစ်နေတယ်အမင်းကြီးကလည်းစေုံနဲ့ရောဆရာဝန်ကျွန်တော်အရေးပေါ့အတိုင်းနဲ့ဘာဖြစ်တာလဲသူစေးမဲ့တိုင်းကြီးအောင်အရေးကြီးတယ်ပုံမှန်လည်းပြောတယ်ထုလိုက်တာလည်းခံလိုက်ရဟုတ်တယ်ကျွန်တော်စာအုပ်စစ်ထုလိုက်အာတို့ အားတိတယ်တဲ့အဲ့လို तू ကဆရာဝန်ကိုကြည့်လိုက်တဲ့ပုံစံကဆရာဝန်ကလည်းအကျဉ်းသားဖြစ်တဲ့အတွက် तू ကလည်းနားလဲတယ်ဒီလိုလူတွေရောက်လာပေးမယ်ဆိုတာသိတယ် तू ကလန့်နေပြီအဲ့ဒါကမဟုတ်တော့အရေးကြီးတယ်နော်တဲ့ तू အားလုံးအစစအရအားလုံး report လုပ်တယ် report လုပ်ပြီးတော့မှဟုတ်ပြီနော်တဲ့ဒီမှာနော်တဲ့ဟောကျွန်တော်သူတို့တိုင်ပင်နေတာကျွန်တော်တွေ့တယ်ကျွန်တော်စမ်းသပ်တယ်အဲ့ကျွန်တော်စေးကောင်းသားတွေဒါတုံးရမယ်ဆိုတော့သူတို့အဲ့မှာပြောနေကြတယ်စေးကောင်းအဲ့မှာကျွန်တော်စီလီယန်အခုတည်သွားတဲ့ရေတက်ကတယောက်ရဲ့ကတင်ပေါ်ကျွန်တော်နေရာလည်းမရှိတော့အဲ့ဒီမှာနှစ်ယောက်ကျွန်တော်အဲ့မှာဒဲခိုင်း ကျွန်တော်စေကောင်းစာထိုးပေးတယ်အဲ့ဒီစေထိုးလိုက်တော့ကျွန်တော်အသက်ရှူရတဖြည်းဖြည်းပုံပုံမှန်ဖြစ်လာတယ်ပေါ့နော်ပုံမှန်ဖြစ်ပြီးတော့ကျွန်တော်နေလို့ထိုင်လို့ကောင်းလာတယ်ဆရာဝန်ကအေးတော်သေးတယ်တဲ့အဲစေကောင်းလို့တဲ့သူကကိုယ်တိုင်ကျွန်တော်လာပြောတာစေကောင်းလို့တဲ့စေကောင်းစာတွေတုံးလာတာတဲ့အများကြီးပဲတောက်ရတယ်စေတယ်အဲ့တော့သူကဘာလာပြောလဲဆိုတော့ကျွန်တော်နှလုံးနဲ့ကြွတာရဲ့ဂျားထဲမှာကြွတာတွေးကြော်နေရှိရဲ့တဲ့အင်မတန်မှငယ်တဲ့မိုက်ခရိုလိုတော်တော်ပေးတဲ့ကြွတာတိတိလေးတွေအဲ့ဒါကိုသွားထိတာတဲ့သွားထိတော့အဲ့ဒီကနေ ကျက်သွားတွေကကြောင်ပြီးတော့ရှင်ဖက်နဲ့ဟိုအသက်ရှိသွားတယ်ကျက်ကျက်သွားတာဖြစ်တယ်ပုံမှန်မဟုတ်တဲ့ကြီးထွားလာတော့အဲဒီသွေးကြောလေးတွေကကျင်းပြီးတော့နာတာပေါ့အောင့်တာပေါ့တဲ့မနေ့ကျရင်လည်းထုတ်ပြေးအောင်မယ်နော်တဲ့ပြောအဲ့လိုလည်းပြောဟိုကျွန်တော်တက်တာသွားတာလုံးဝတော်တော်ကောင်းသွားတာကံကောင်းသွားအဲ့ဒါသွေးကြောထိထိလို့နော်တဲ့တော်သေးတယ်တဲ့သွေးကြောသားမရှင်အောက်ကနှလုံးသားကနည်းနည်းလေးတန်ရရသွားမယ်ဆိုတော့ဟိုကဖြစ်နိုင်တယ်ပေါ့နော်ဟို စီလက်ကုလူရတော့မဟုတ်ပေါ့နော်ဟောအဲ့လိုမတွေ့ဘူးပေါ့နော်ဒါကသွေးကြောထီလို့တက်မှန်နေကျွန်တော်ရိုက်ပြေးတယ်မနေ့ကျတော့ဟောပြာကြီးပြာနဲ့အဲ့ဒီရိုက်တဲ့တကြီးရောကျွန်တော်တို့အဆောင်ကဝင်ထမ်းရောတကြီးနှစ်ယောက်ရောဓာတ်ဥချလာပြီးတော့ကျွန်တော်ပြောလိုက်တာတိသွားပြီလေကျွန်တော်ပြောလိုက်တူကျွန်တော်သတင်းထောက်မှအဲ့ဒါမှတိတယ်ဟောကျွန်တော်သတင်းထောက်မှအဲ့ဒါမှတိတယ်အာတို့ပြာကြီးပြာနဲ့လာပြီးတော့အားလေအကိုလေကျွန်တော်မတိလို့ပါကြာတောင်းမှန်ပါလေကြာအဲ့လောက်ဖြစ်သွားမယ်လို့ဟိုဟာတကြီးတွေရောဝင်ထမ်းတွေရောကျွန်တော်ဟိုခါခါရရပဲဟိုတည်င်းကတော့မထွက်သေးဘူးပေါ့နော် ဒါကျွန်တော်သတင်းနောက်လို့ပြောလို့သူတို့ကတော်တော်ဟိုဖြစ်သွားတယ်သတင်းနောက်မှမသိသားမသိပထမတော့ကတော့အာတေးရလူတွေကလည်းတိတယ်ဒါပေမဲ့ကျွန်တော်လည်းမပြောပါဘူးအားလုံးကျွန်တော်ပါကျွန်တော် incident နေတာအမဟိုအဲ့တော့သူတို့ကတောင်းမှန်တယ်ပြန်ပြီးတော့ဟာဒါဟိုမိသားစုပြောပါနဲ့အားဒါဟိုတော်တော်ကြက်လန့်သွားတာပေါ့နော်သူတို့ကလန့်သွားပြီးတော့မိသားစုကိုပြောပါနဲ့ပါတယ်အဲ့လိုကြီးကြုံခဲ့တယ်ပေါ့နော်အဲ့တော့သူတို့အဆောင်ဦးကနေပြီးတော့အဲ့လိုလေးလက်ပြီးတော့ကျွန်တော်ကနေပြီးတော့ အာကျွန်တော်အဲ့အဲ့ဒီမှာ main team မှာကျွန်တော်တခုရှိသေးတယ်ဗျာဘာရှိခဲ့ဆိုတော့ဒီဆေးရုံမတက်ခင်အရေးပေါ်မဖြစ်ခင်မှာအဲအော်အရေးပေါ်တက်ပြီးတော့အရေးပေါ်တက်ပြီးတော့ဟုတ်တယ်အရေးပေါ်တက်ပြီးတော့ကျွန်တော်အဲ့ဒီမှာဆေးရုံကအစီအကောင်းသားပေးတယ်ပေးပြီးတော့ပေးလိုက်တဲ့ဆေးတွေကအကောင်းသားမဟုတ်ဘူးအကောင်းသားမဟုတ်အကောင်းသားမဟုတ်တော့ကျွန်တော်ထပ်နာလာပြန်ထပ်နာလာကျွန်တော်သွားပြီးတော့ပြရသေးတယ်အဲ့ဒီမှာဆေးအားလို့ဟိုဆေးမရဘူးလားကျွန်တော်ဒီဆေးနဲ့မတက်တာအောင်နော်လို့ဆိုတော့အေးပါဆိုတော့သူတို့ အကောင်းစားမပေးဘူးဆရာကျွန်တော်ဒုတိယအကြိမ်တွားတယ်ကျွန်တော်နောက်စီတစ်မျိုးပေးလိုက်တယ်ဗောနော်နောက်စီတစ်မျိုးပေးတော့ကျွန်တော်မတတ်တာကိုအစီတောက်လာတယ်အဲကျွန်တော်ပါဆယ်မှာမရတော့ဘူးမဖြစ်တော့ဘူးဆိုညီလေးကိုကျွန်တော်ညီလေးလိုမေးတော့မပြောနဲ့ကိုကြီးဒါရိုက်ခံရလို့အိမ်ကဆရာဝန်ပြောလို့ဟိုစီပေးဖို့အဲ့ဒါကိုဘေးနားကနေပြီးတော့ပါဆယ်ဌာနမှာမင်းချင်းမှလှုပ်လှုပ်တဲ့ကောင်တကောင်ပေါ့နော်အဲ့ဒီကောင်ကကျွန်တော်ကြားလဲကြားအောင် ကျွန်တော်ကသူချိနေတာကိုသိတယ်တိတိနဲ့ကျွန်တော်ကအစကားပြောလိုက်တာထောင်ထဲမှာအခုနကတော့ပြောတယ်ထောင်စကားမပြောရအောင်ထောင်ထဲကပြန်မယ်ပတ်စံစကားမပြောနိုင်ငံရေးမပြောအောင်ဆိုတော့ကျွန်တော်စပီးလက်ပြီးတော့အကောင်ခေါ်ပြီးတော့ဒါကြီးနဲ့မင်းနာမည်ပါတယ်မင်းဘယ်မှာနေတာလဲအားလုံးမှတ်ပြီးတော့ကျွန်တော်စာရွက်လေးကိုကျွန်တော်ဒါမင်းကြီးကြောင့်မင်းမင်းကြီးရဲ့လူတွေကိုပေးလိုက်ပြီးတော့ကျွန်တော်စာရွက်လေးပေးလိုက်တယ်ကျွန်တော်လည်းပေးလိုက်တာပေါ့အဲ့ဒီကျွန်တော်ဘင်းနာမှာတယောက်ကလိုက်ပြီးတယ်တယောက်လိုက်ပေးလိုက်တော့မင်းကြီးကောင်လေးဖွင့်ကြည့်လိုက်တော့ဟာ ကွင်နေတယ်ကောင်းတယ်။အဲ့တော့ပုံစံကျွန်တော်ချက်ချင်းပဲပုံစံထိုင်ခိုင်း။ထိုင်တယ်ဟုတ်ကျွန်တော်မိုးရွာရတယ်။ထိုင်လိုက်တယ်ဟုတ်ပုံစံ။အမေဒီဟာတွေမသိဘူးလားမရော။ကျွန်တော်ကန်တော့မယ်ကြောက်တော့မယ်အချိန်တွင်းမှာပဲ။ဟိုကောင်တကောင်ကဘာပြောလဲဆိုတော့ဟိုပုံစံထိုင်ဒီလိုလူလူထိုင်ရတာ။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ထိုင်နေလိုက်တယ်။ကျွန်တော်ထိုင်နေလိုက်ထိုင်နေလိုက်တယ်ဆိုတာကသူတို့ကဟိုဘာဖြစ်လို့တော့မဟုတ်ဘောဆရာ။ကျွန်တော်ထိုင်နေလိုက်တယ်ဆိုတာကျွန်တော်တော်တော်ဟိုက အသက်ရှူရတာမမှန်ရှင်ဘူးဖြစ်နေတယ်။သူတို့ကျွန်တော်အသက်မပြောနိုင်တော့လို့ပြောနိုင်လို့ကျွန်တော်ထိုင်ပေးလိုက်တယ်။ဒါပေမဲ့ပုံစံထိုင်လိုက်သူတို့ဘလို့ပုံစံပုံစံမျိုးမဟုတ်ဘူး။အပြည့်မဟုတ်ဘူး။ကျွန်တော်ထိုင်ခိုင်းတာပုံစံဆိုပြီးမှကျွန်တော်ပုံစံနဲ့ထိုင်နေရတော့မဟုတ်ဘူး။ကျွန်တော်ပထမတော့လို့နောက်တော့ကျွန်တော်အေးစိတ်နေလိုက်။အာမင်းဘာလဲလို့လဲ။တတင်းတော့ပဲတတင်းတော့လုပ်တယ်လို့တတင်းတော့လုပ်တာလားတတင်းတော့လုပ်တယ်ဆိုတာမှ तू ကတတင်းတော့လုပ်ကြရဆိုတာမှကျွန်တော်ဟာဒါမင်းဘာလို့ဒီဟာကြီးကိုတွားပြောရတာလဲတဲ့ကျွန်တော် အေးနေပြီဆရာရဲ့အေးနေတော့ဒီနှကန်းနေမဲပြီးတော့တုံနေတယ်ဒီလိုသူတို့ဟိုကဖြစ်လို့တုံနေတာပေါ့ကျွန်တော်ဘိုးလေးကြွားနေလို့ဘိုးရောင်နေကျွန်တော် တုံနေပြီဒီခါလေးကကိကိတိုက်နေမှာဘိုးချမ်းနေအင်းဒီဒီအောင်ဆူရွှန်းနေအဲ့ဆိုကျွန်တော်ပုံမှန်ကြည့်ပြီးတော့ချမ်းနေလာတဲ့အမှထိုင်ကုန်မှာထိုင်တော့တဲ့အောက်မှာထိုင်တော့နေတယ်ထိုင်ကုန်မှာထိုင်တော့ကတင်းထောက်လာရတဲ့ကတင်းထောက်ဆိုဟုတ်ပြီတဲ့ခဏထိုင်အောင်နဲ့အာမင်းကကွိုင်မဲတဲ့ခမရစားပြီတဲ့ကျွန်တော်တို့ကိုလာပြီးတော့အလုတ်ချုပ်ခိုင်းပြီတဲ့ခမရခဏနေလို့အဲ့ဒီမင်းကြီးက ဝင်နှန်းတွေကိုတွားပြီးတော့သူကတရင်ပို့ရတယ်အဲ့ဒီအကျဉ်းသားတွေကအခုနောက်မင်းရသာအဖွဲပေါ့ဆရာမင်းရသာအဖွဲကကောင်းနေပေါ့အဲအမင်းရသာအဖွဲကကောင်းနေအဲ့ဒီမှာဟိုကတွားပြီးတော့ဝင်နှန်းကိုတွားပြီးဝင်နှန်းလှန့်သွားဒီကောင်ကတရင်နောက်ဆိုပြီးတော့လည်းရေးလိုက်တာမသိဘူးတရင်နောက်ဆိုပြီးတော့လည်းရေးလိုက်တယ်အဲ့တော့ကျွန်တော်နာမည်နဲ့ပြီးတဲ့လူတွေကလည်းသိရင်လည်းဒီမှာကျွန်တော်ခေါ်လိုက်တယ်အဝင်နှန်းတွေကပုံမှန်ကြည့်လိုက်တာနေကျွန်တော်ကလည်းသူတို့ကျွန်တော်ရုပ်က AC ပဲပုံမှန်အတိုင်းပဲဆိုတော့ကြည့်လိုက်တော့ခင်ဗျခင်ဗျ ဘာယောဂဖြစ်နေတာလဲကျွန်တော်မနေ့ကအဲရိုက်ခံဒီလိုလို့ဒါဟိုကဖြစ်လို့အိမ်မှာဆေးတောင်းတာလို့ဆေးဝင်လည်းမရဘူးလေလို့ဆိုတော့ဟုတ်လားတဲ့အဲသူခဏနေဟိုဟိုဟိုဟာဥသိကိုကျွန်တော်အရှင်းပါပဲဥသိရဥသိရကျွန်တော်ကိုတိတာသူတို့ကတိတာမဟုတ်ကျွန်တော်ဥသိရတိတာဘာလို့လဲ2021မှာကျွန်တော်တို့ကဒီတိုက်ပိတ်ခံရတာတွေပါတွေကသူကိုယ်တိုင်ကျွန်တော်တို့ကိုအတိုက်ထဲမှာထည့်လို့ကျွန်တော်ပုံစံကြည့်လိုက်တဲ့စိုးရသာထုံးဆိုတာသူနာမည်ကြားလဲကြားရောဟိုအဲသူ့ကိုဆေးုံဆိုတန်ပို့လိုက်တော့အခုအဝင့်လဲတော့တဲ့ဆိုတော့ ကျွန်တော်ပြီးတယ်အဲ့ချိန်တည်းရပြီသူ့ကိုလည်းကျွန်တော်မှတ်မိတယ်သူလည်းကျွန်တော်ကိုမှတ်မိရင်မှတ်မိမှာအနာမည်ကြားလိုက်တာနဲ့သူကစစ်ကြည့်တော့ကျွန်တော်ချိုးလိုက်တယ်အဲ့အောင်လေသူ့အမြန်သွားပြီးတော့အင်ဂျီလဲခိုင်းတော့သူကျွန်တော်ဒါဆိုဝင်နေရခမရအင်ဂျီသွားလဲတော့မင်းနဲ့တော့မခေါ်ဘူးခမရအင်ဂျီသွားလဲလိုက်တော့မင်းကြီးကကောင်းပြောလိုက်တယ်သူ့တကြီးပါသူ့ကိုရိုက်တဲ့တကြီးကိုခေါ်ခဲ့တယ်အတော့နိုင်ငံကြီးကတမားတွေကတကယ်နဲ့အပြင်ထွက်လို့အဲ့တန်ရအဲ့တကြီးကပြုတ်နိုင်တယ် အမအဲ့ဒီမှာကျွန်တော်ပြန်လာပြီးကြီးဆိုတာကဟိုပါဗောတန်စီတန်စီပေါ့အဲ့ဒီပေါ့တန်စီကျွန်တော်တို့အခန်းထဲကတန်စီပေါ့တန်စီပေါ့နော်တန်စီရောအကြီးဆုံးပေါ့ကျွန်တော်ကြိုက်တဲ့တယောက်ပေါ့အဲ့ဒီမှာပြန်လာတော့ကျွန်တော်တို့မင်းကြီးကအကျဉ်းသားတယောက်ကကနေပြီးတော့အဲ့ဒီမင်းရသားအဖွဲ့ကတယောက်ကနေပဲကျွန်တော်တို့ခေါ်လာတဲ့တကြီးနဲ့ကျွန်တော်ခေါ်လာပြီးတော့အဲကျွန်တော်ရက်ခိုင်လာတဲ့ခမားအမနေတဲ့တကြီးကတူလို့နိုင်မင်းလာကွာလေရိုက်တယ်ပေါ့မဝင်နိုင်နေရမင်းလာကွာရအဲ့တကြီးကဒူးထောက်သွားတယ်ဒူးထောက်သွားတယ်ထိုင် ်တေတော့မယ်အာသူတို့ပြောလိုက်တာခမားဟိုဘက်ကိုသွားနေလိုက်တယ်သူတို့တကြီးကိုဘာတွေပြောလဲတော့မသိဘူးတကြီးတော့တခုတော့ဆူလိုက်မယ်တကြီးတော့ဆူလိုက်မယ်ကျွန်တော်ကလည်းတည်င်းထောက်လို့ပြောလိုက်တာလေတည်င်းထောက်လို့လည်းပြောလိုက်တယ်အဲကျွန်တော်အဲ့ main game မှာလည်းဝင်ထမ်းကထပ်နေတယ်ခမားဘာလုပ်တာလဲတည်င်းထောက်ပါလို့ကျွန်တော်ရစီမှာအတွက်တည်းထောက်ပါလို့ဆိုတော့အာသူတို့ဟုတ်ပြီလေဒါဆိုခမားဟိုဘက်သွားနေလားသူ့ကိုတော်တော်ကျိန်းနေသူ့ကိုကျိန်းနေတော့ကျွန်တော် အဒီဟာဘာသူတို့ပြောမှာပေါ့နော်ဒီအတန်လေးပြရင်ခင်ဗျားမသိဘူးကဒီမှာထောင်ထဲမှာလောလောဆယ်ဒီဟာတွေပါတယ်ကြာရင်ဒီထောင်တွေကပဲခေါင်းစားတာတွေပါတယ်တဘောကနေရောက်လာရင်အဲ့လိုပဲကျွန်တော်တို့တွားပြီးတော့ကျွန်တော်တို့ပုံမှန်မင်းကြီးကပတ်ရတာကိုမပတ်ခိုင်းတော့ဦးဒီကသူ့ကိုတခါလဲပို့တယ်မင်းဒူနာပေတော့မယ်လေတွားပြီးတော့ဆိုအဲ့ဒီမှာဦးဒီကတခါလဲစေးအောင် OG ကိုတခါလဲဖုံးဆက်တယ်သူကဖုံးဆက်ပြီးကျွန်တော်စေးအောင် OG ကလည်းကျွန်တော်ရုံးခန်းနဲ့ခေါ်ပြီးတော့ဒီနေ့နဲ့မင်းဒီမှာနေရှင်တာတဲ့ ျွန်တော်ရှိမှနေလို့ရပါတယ်နော်တဲ့ဟိုခင်ဗျားတဘောပါပဲတဲ့ခင်ဗျားဘာလို့ရှင်လဲကျွန်တော်မနေရင်လို့စေအောင်ဆိုတော့ကျွန်တော်အခဟုတ်ပြီတဲ့မင်းတကြီးရှိလားတကြီးကိုခေါ်လိုက်တကြီးကဝင်သူ့ဘာလို့မှမခိုင်းနေနော်တဲ့မလာရေးဘာလို့ဘာမှမခိုင်းနေနော်တဲ့ဘာလို့လို့ပါလဲလို့ပြောကျွန်တော်အဲ့ဒီမှာနေတော့ဆိုရင်ကိုတောင်ဝင်လေးရှိတာပေါ့တဲ့ရေကုန်းတယ်ပေါ့ဒါအပန်းမကြည့်ဒါထိုင်တောင်ကနေခိုင်းတာမဟုတ်ဘူးကျွန်တော်လိုက်ပြီးတက်သွားနေအခွဲတန်းလေးလောက်ထားတာဟိုအကန်းထဲမှာကျွန်တော်ကပါကင်တွေပါတယ်ဒီဟာတွေရိုက်တာတွေပါတယ်မှာ ဝင်ကိုရတာပေါ့နော်အဲ့ဒါဒီမှာသူ့ဘာမှမခိုင်းနဲ့တဲ့သူ့ကိုမင်းဘာမှမခိုင်းတော့နဲ့တဲ့သူအလေးပင်နာမလို့မရဘူးသူကြည်အောင်စိတ်ချပါတဲ့ဒါမဲ့လေကျွန်တော်ဒုက္ခနေတလားလောက်နှစ်နာလောက်မှာသူကဒုက္ခနေပါလေကျွန်တော်တော်တော်လေးတက်တာသွားယူနော်တက်တာသွားတော့ကျွန်တော်မခိုင်းတာတွေပါတယ်ကျွန်တော်အဲ့ဒီရောင်ကရှိတယ်ပေါ့နော်အဲ့လိုတော့ကြုံခဲ့ရတယ်မင်းကြီးမှလည်းအဲ့တော့ဘာမှတော့မဖြစ်ခဲ့ဘူးပေါ့နော်အဲ့ဒီအဲ့ဒီတော့တက်တာရင်တော့ကြုံခဲ့တယ်ကြုံခဲ့တယ်ပေါ့နော်ဆရာဒါမဲ့ကျွန်တော်က ဟာအဲ့လိုမျိုးဟိုဟာဖြစ်လို့ဟိုဟာလားဆိုတော့မဟုတ်ဘူးသူတို့ပထမတော့ကလုပ်ခဲ့တဲ့ဟာတွေရှိတယ်အော်တင်းကျပ်တာဟာတွေရှိတယ်ငါရောမပွက်ရတာတွေရှိတယ်ဟိုရိုက်တာတွေရှိတယ်ရှေ့ကနေရိုက်တာတွေအဲ့လိုမျိုးရိုက်လိုက်လို့အဲ့လိုမျိုးဖိနှိပ်တာတွေရှိတယ်ဒီပြည်နိုင်ငံရဲ့အကျဉ်းသားတွေကိုတအားမင်းချင်းမှာလူမဆန်စွာဟိုတေလူမျောပါရိုက်တဲ့လူတွေရှိတယ်မင်းချင်းမှာတေတဲ့လူတွေလည်းရှိတယ်ဝင်ဝင်ချင်းရိုက်ပြီးတော့တေတဲ့လူတွေလည်းရှိတယ်ပေါ့နော်နိုင်ငံရဲ့အကျဉ်းသားဆိုထူထောင်ထားလာလုပ်တယ်ပေါ့နော်ဒါမဲ့ကျွန်တော်ကိုကြတော့သူတို့ဥပဒေကတချို့ဥပဒေကတည်တဲ့အခါကျတော့အခု ဒုတိယဥပ္ပီပေါ့အခုလက်ရှိဥပ္ပီတော့မဟုတ်တော့ဥပ္ပီချစ်ဆန်းပေါ့ဆိုလားအဲ့ဒါလေကျွန်တော်စေးရုံအဲ့လိုမျိုးပြင်းပြင်းထန်ထန်တက်ခရရတယ်ပေါ့နော်အဲ့လိုသူတို့ရိုက်တဲ့ဟာဒီကြောင့်ပေါ့နော်လူယူတော်လန်ရေးဆိုတဲ့ဒီစကားလေးကြောင့်ဟိုဒီရိုက်ခံပြီးတော့အဲ့ဒီဒဏ်ရာနဲ့အဲ့လိုမျိုးဒါတော့ဒါကျွန်တော်တခါမှဒါပြောတာတော့မရှိသေးဘူးပေါ့နော်ဟို social ပေါ်မှာလည်းကျွန်တော်တင်တာမရှိဘူး အခုမှပဲဆရာနဲ့ပြောခါမှာတော်ပြီတော်နော်ဟုတ်ကဲ့တေကြာတာတခုကကိုယ့်ရဲ့အတွေ့အကြုံရတယ်လို့ရှိရင်နံပါတ်1ကပါဆိုတော့နိုင်ငံရေးအကျဉ်းသားဖြစ်တယ်နံပါတ်2ကသတင်းထောက်ဖြစ်တယ်ဟုတ်ကဲ့ဟုတ်အဲဟုတ်ဖြစ်တယ်ကိုယူသားနိုင်ငံရေးလို့လို့ထောင်ကြတယ်ဟုတ်အဲ့တော့ထောင်အကုန်သိရတယ်ကောထောင်ကနေအယူတွေမဟုတ်ဘူးကောသိရဟုတ်ဟုတ်ဒီကောင်ကနှိမ့်ဆက်မဲ့ဖိနှိမ့်မဲ့ဒါပေမဲ့ဟာဒီကောင်ကနိုင်ငံရေးကကြာနိုင်ငံရေးကကြာတော့တတိထားတယ်ဟုတ် တော့ဟာဒီကတင်းထောက်တင်းထောက်ကတင်းထောက်ကဘလူနီးနဲ့ဘလူနီးစနစ်တည်တဲ့တင်းပို့တဲ့နီးတွေကဒီကောင်နေပို့တယ်တော့ငါတို့ကကိုယ်ရပြီငါတို့သိပြီတော့အဲ့ဒါမှာသိရင်ပို့ဆိုးမယ်အဗမာကြီးမှာတင်းထောက်ဘယ်နှယောက်သိသွားတယ်ဘယ်နှယောက်ဖန်းခံသွားအမြင်နဲ့တင်းကနိုင်ငံတကာကိုတက်တယ်လေအဲ့ဒါတွေဒီကောင်နေကြောက်လန့်ပြီးကြွတ်ကျဲပြီးတော့အကန်ကောင်းသွားတယ်အနေမှုဆိုလို့ရှိရင်ငါညီကထောင်ထဲမှာအသက်ပါတာမဟုတ်ဘူးပါလေမောချီဖြစ်တဲ့ကွာတဖြည်းဖြည်းနဲ့ကဲပြီဟုတ်တယ်မောချီဖြစ်တဲ့ကွာနှစ်လသုံးလလောက်ပေါ့နော်ထောင်ထဲမှာနှစ်လသုံးလမှာ သူတို့ပထမဆုံးကကျွန်တော်ကိုဆေးလည်းမပေးဘူးဟိုအပြင်ကနေကျွန်တော်ဆေးရတာမဟုတ်ဘောရှိစဖြစ်တယ်ကသူတို့ကဆေးမပေးသေးဘူးဆေးမပေးတော့နောက်ပိုင်းတဖြည်းဖြည်းကျွန်တော်ပုံမှန်မမှန်တော့ဘူးမမှန်တော့ဖြစ်ခါမှာကျွန်တော်နန်းလည်းမလျှောက်နိုင်တော့ဆရာရဟိုအဲ့ဒီနားမလေးပဲကျွန်တော်ရက်ပြီးတော့ပဲဒီတိုင်းလေးပဲဒီလိုလေးအရှိတလန်းသွားဖို့ဆိုတော့မနေသွားနေရတယ်ကျွန်တော်ဘဝကြီးအဲ့လိုကြီးဖြစ်သွားတယ်အဲ့လိုဖြစ်တဲ့နောက်ပိုင်းမှာမှသူတို့ကကျွန်တော် စေစားပေးစေစားပေးတာတော့ကျွန်တော်ကအဲ့ဒီမှာတို့ကဘာပေါ်လာလဲရှင်ကျွန်တော်ကစီးကြောင်လဲပါတယ်လीစီးစီးတွေပေးတယ်ကျွန်တော်တေးပေါက်သွားရင်အာကြမလားပေါ့ဆရာအဲ့အဲ့ဒီအမှန်တော့မဟုတ်ကျွန်တော်ပါဆယ်လဲပြတ်သွားတော့မိသားစုနဲ့ဟိုဂျားထဲမှာဝင်ထမ်းရနေပြီးတော့ပတ်စံနေပါတယ်အဲ့ဒီတို့ရဲ့ကော်လက်ဆမ်းမှုကလည်းတအားရှိတယ်တို့လက်ဆမ်းမှုကအဲ့ဒီဝင်ထမ်းတွေကအိမ်ကပေးလိုက်တဲ့ပတ်စံကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဘူးလားအဲ့ခန္ဓာသိန်းလုံးဝင်ထမ်းကလာမပေးဘူးအဲ့အမှန်တော့အိမ်ကပေးလိုက်တယ်အဲ့ဒါကိုကျွန်တော်ရှေ့မရောက်တော့ကျွန်တော်ပါဆယ်တွေပါတယ်ပြတ်ပြီးတော့ ဟောကျွန်တော်ဟိုဟာပတ်စံနေပါလိမရတော့ဘာမှဟင်းနေပါလိဆက်စားလို့မရတော့အဲ့ဒီဝေဒနာတွေကြောင့်ပေါ့နော်ကျွန်တော်ဒီလိုမျိုးဖြစ်တယ်ဖြစ်ပြီးတော့မှတို့ဆေးလက်တုံးလုံးတော့မပေးဘူးပထမတော့နောက်ပိုင်းမှာဆေးပေးတယ်နောက်ပိုင်းမှာဆေးရုံမရောက်ဘူးတဲ့ဆေးရုံယူရောက်သွားတယ်ကျွန်တော်ဆေးရုံဆိုတာတခါမှမမြင်ဘူးဘယ်တော့อ่ะအဲ့ဒီမောကြီးဖြစ်ခါမှာပဲတို့ကနောက်ပိုင်းမှာကျွန်တော်တကယ်ဟိုဟိုမရတော့ဘူးကျွန်တော်မောနေပြီဆိုခါမှာအဲ့ဒီအရေးပေါ်မောနေမောတဲ့နေ့စနေလားတနင်္ဂနွေလားမသိအဲ့ဒီတော့တယောက်မှဆေးရုံမပို့ အဲ့ဒီတော့ကလည်းကျွန်တော်အပူတိုင်းလိုက်တယ်တိုင်းလိုက်တော့မှကျွန်တော်တကယ်သက်ရှူကြန့်နေပြီလို့မရတော့ဆိုခါမှသူတို့ကအဲ့ဒါမှဆေးရုံပို့တာအဲ့ဒါမင်းကြီးတွေပါလေကြော်ပြမင်းကြီးမှလည်းတစ်ခေါက်စစ်သေးတယ်မင်းကြီးမှလည်းစစ်ပြီးတော့မှကျွန်တော်ဟုတ်ပြီအသက်ရှူတကယ်လည်းကြန့်နေရသွေးပရက်ရှာတွေအာသွေးဖိအားတွေတကယ်ကိုနည်းနေတဲ့အတွက်ကျွန်တော်ပို့လိုက်တာပေါ့နော်ပို့ပြီးတော့မှဆေးရုံဆောင်ကိုကျွန်တော်အမှမြင်ဘူးလားအခုဆေးရုံဆောင်ကိုအခုမှမြင်ဘူးလေပေါ့အခုငန်းကြီးဒီဘက်ရောက်လာပြီနော်အခုလက်တလုံးအခုလက်ရှိအခြေအနေသလိုချင်အဲ့ဒါဆိုဂန့်ပဲ တော့တင်ပြီးဆိုပြစ်ထားမှာဟုတ်ဟုတ်အဲ့ဒါမှရှေ့မှာဟိုတင်သွားတဲ့လူကြီးအားရှိတယ်ဟုတ်တယ်ဟုတ်လည်းပဲနော်ဟိုတတော်ဆိုရှင်ကော်မတီတယောက်တော့လည်းဟုတ်တယ်ဟုတ်တင်သွားတာနော်ဟုတ်တယ်ဟုတ်တယ်ပြစ်ထားတာဟုတ်တယ်အဟိုရပါတယ်အေးစေးပါဆိုပြီးတော့ဘာမှမပေးဘူးဟုတ်ဟုတ်အဲ့ဒါဒီကောင်လေးရဲ့လုံလုံထုံလုံလုံလုံထုံလုံနေတယ်ပဲကိုလိုရင်းလူ78ရဲ့နောက်ပိုင်းထောင်ကြတော့လည်းပဲအဲ့တိုင်ပဲဟုတ်ကဲ့ကိုကဟိုရုံးကန် ဟုတ်ကဲ့အသက်ရှင်မှုတော့ကိုလေအသက်ရှင်မှုရုံးကံပြအသက်ရှင်မှုမှာပြန်ထွက်လာဟုတ်ကဲ့ဟုတ်ကဲ့2021ဖြစ်တော့ဟာငါဒီကပြီးတော့ပြေးမှာပဲဟောမခံနိုင်တော့ဘူးဆိုတော့ဒီလိုပြီးလာတာအဲအကြောင်းအခုလို့တွေ့ရတာပေါ့နော်ဟုတ်โอเค